လောကမှာအောင်မြင်တဲ့လူတိုင်းကကြိုးစားလာခဲ့ကြတာမှန်ပါတယ်။ဒါပေမဲ့ကြိုးစားတိုင်းကတော့မအောင်မြင်ပါဘူး။ဒါကကျွန်တော်တို့ကြိုးစားနေတဲ့လူတွေအတွက်စိတ်တက်ကြစရာစကားလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလောကကြီးမှာလူတွေကကြိုးစားပါကြိုးစားပါကြိုးစားပါ။ဒါပေမဲ့ကြိုးစားတိုင်းမအောင်မြင်ဘူးဆိုတာကိုကျွန်တော်တို့ကလက်ခံဖို့လိုအပ်တာတယ်။အဲ့တော့ဘယ်လိုနဲ့လုပ်အောင်မလဲ။ကြိုးစားတဲ့နေရာမှာနီးလမ်းမှန်ဖို့လိုအပ်ပါတယ်။ဆိုပါစို့ဘာသာစကားတစ်ခုကိုပြောတတ်ခြင်း ਨੇ ။ အဲ့တော့ဘာသာစကားပြောတတ်ဖို့ရန်အတွက်ကျွန်တော်ကစ조사တာတော့အသကုံ조사နေတာပဲမင်းနီနီချက်နေတယ်เนาะမျိုးမျိုးတွေနဲ့လှုပ်နေတယ်သို့ပေမဲ့လည်းပဲ तू ကပြောတတ်မလာဘူးဘာကြောင့်လဲဆိုတော့ तू 조사တာတော့မှန်နေမ조사တာတော့မဟုတ်ပေမဲ့ तू 조사တဲ့နီလန်းကမှားနေတယ်ဒါကြောင့်မလို့ဘဝမှာအောင်မြင်ခြင်းမှာက조사တိုင်းမအောင်မြင်ပါဘူးเนาะအောင်မြင်တဲ့လူဒီတိုင်းဟာ조사အားထုတ်လာခဲ့တဲ့သူဒီဆိုတော့မှန်ပေမဲ့ ကျွန်တော်တို့စူးစမ်းတိုင်းအောင်မြင်မယ်ဆိုတဲ့အတွေးအစီကိုဒီနေ့မှာစတင်ပြီးတော့ဖျောက်ဆီးခြင်းနဲ့အဲ့တော့နံပါတ်1ဘာလို့အောင်လဲစူးစမ်းအထုတ်တော့မယ်တနေရာရာမှာလောကတစ်ခုခုမှာကာဏတစ်ခုခုမှာအောင်မြင်ခြင်းလာပြီးဆိုရင်ကိုယ့်ရှေ့မှာအောင်မြင်သွားတဲ့လူတွေကဘလို့နီးလန်းတွေကိုလှုပ်ဆောင်ခဲ့လို့သူတို့ဟာအောင်မြင်လာခဲ့တယ်လေဘယ်ခြေလှမ်းတွေကိုလှမ်းရလဲဘယ်လိုမျိုးပေးဆပ်မှုတွေလုပ်ရလဲဘယ်လိုပြင်ဆင်မှုတွေကိုလုပ်ရလဲဆိုတော့နီးလန်းမှန်မှသာလျှင်အဲ့ဒီမှန်တဲ့နီးလန်းအပေါ်မှာစူးစမ်းအထုတ်မှသာလျှင် ျွန်တော်တို့အောင်မြင်ခြင်းဆိုတာရတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာအာပြောပြခြင်းနဲ့စကားတခုံးကတော့အောင်မြင်တဲ့သူတိုင်းဟာစ조사အားထုတ်တဲ့သူတွေဖြစ်ကြပေမဲ့စ조사အားထုတ်တိုင်းလည်းအောင်မြင်မှုကမရပါဘူး။နီလန်းမှန်ဖို့အရန်အရေးကြီးပါတယ်။ဒါကြောင့်မလို့နီလန်းမှန်ဖို့ရန်တဲ့ကိုရှိမှရောက်နှင့်ပြီးတဲ့သူတွေကိုရှိမှသွားနှင့်ပြီးတဲ့သူတွေထံကနေပြန်လဲပြီးတော့မှတင်ယူဖို့ရန်အတွက်အရန်အရေးကြီးကြောင်းကိုပြောပြခြင်းပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။